မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှာတာဝန်ယူမှုတော်ဆောင်စဉ်အာရကျေနပ်မှုအရှိဆုံးချိန်ကာလများနဲ့အကျိုးအကြောင်းကိုဝင်ငါပေးပါ MRT မှာဆရာမလုတ်တာ1964ခုနှစ်ကနေစလုပ်ပြီးတော့1989မှာအထိလုပ်ပြီးတော့89ကနေ88အထိကို အမေရိကန်နိုင်ငံမှာကျောင်းလာတက်ခဲ့တယ် ဲ89ပြန်ရောက်တဲ့နောက်ပိုင်းမှာ MIT မှာဆရာမပြန်လုပ်ပြီးတဲ့ခါမှာ98ကနေ2006အထိမှာတောင်းအုပ်အနေနဲ့လွတ်ခဲ့ရတယ်။အဲ့ဒီတောတွင်းမှာဂျေနတ်အားရတဲ့အချိန်တွေအများကြီးရှိပါတယ်။စလုတ်တာနဲ့ပဲတိတ်ပြီးတော့ဒီလုပ်ငန်းမှာပျော်ရွှင်ခဲ့ပါတယ်။ဒါမဲ့ကိုယ့်အတွက်အများဆုံးအကြောင်းအတွက်ကိုကြိုးပြုခဲ့တဲ့အချိန်ကတော့ ကျောင်းအုပ်လုပ်တဲ့အချိန်ပဲဖြစ်ပါတယ်အဲ့အချိန်မှာ2000နှစ်ကိုရောက်တဲ့အခါမှာကျွန်မကြောက်တယ်မကောက်ဘူးကျွန်မတို့ရဲ့ဒီ faculty council ရောကျွန်မတို့ကျောင်းရဲ့ board of trustee ရဲ့ board တူပြီးတော့ကျွန်မတို့ season 3ခုကိုလုပ်ခဲ့တယ်အဲ့ season 3ခုအတွက်ကိုစိတ်ကြိမ်လိုက်ခဲ့ပါတယ်ပထမအစီအစဉ်ကတော့ကျွန်မတို့2000မှာစခဲ့တဲ့ summer language school ပဲဖြစ်ပါတယ်အဲ့ summer language school ကတော့ အင်္ဂလိပ်စာရဲ့ဟီဘရူးရဲ့ဂရိကိုနွေချိန်မှာသင်တဲ့အခါမှာကျွန်တော်တို့ကျောင်းသူကျောင်းသားတော်တာမကတခြားကျောင်းသူကျောင်းသားများအပြင်ကလူများဘာလို့မဆို တက်ချင်တဲ့သူများကဒီဘာသာရများကိုဒီကျောင်းသားကျောင်းမှာလာသင်တဲ့အခွင့်ကိုကျွန်တော်တို့ကဖွင့်ပေးတဲ့အတွက်လူတွေတော်တော်များများလာပြီးတော့ဒီဘာသာရများကိုလေ့လာခဲ့တာအတွက်ဒါလည်းကျွန်တော်တို့ပထမဦးဆုံးစတဲ့ခြေလမ်းဖြစ်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်တို့ doing theology under the bo tree ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒီကျမတို့ရဲ့တိုင်းပြည်မှာရေခမ်းမြေခမ်း theology စတင်ပြီးတော့ကျမတို့ပေါ်ထုတ်ပြီးတော့သင်သင်နေတဲ့ချိန်မှာကျမတို့ရဲ့ theology ရောကျမတို့တိုင်းပြည်ရဲ့ယဉ်ကျေးမှုရဲ့ကျမတို့တိုင်းပြည်ရဲ့ဒီအတွေ့အကြုံများကိုတကဘာလုံးကိုသိစေခြင်းနဲ့ကျမတို့ကိုလာလေ့လာစေခြင်းနဲ့အဲ့တော့ဒီလို ဒီလိုမျိုးစီစဉ်စားတဲ့အခါမှာတခြားနိုင်ငံကစိတ်ဝင်စားတဲ့သူများလာရောက်ပြီးတော့သူတို့ຫນွေချိန်မှာလာပြီးတော့လေ့လာကြပါတယ်လေ့လာတဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေပေါ့သမိုင်းရောယဉ်ကျေးမှုရောအတွေ့အကြုံတွေအများကြီးရတဲ့အပြင်ကျွန်တော်တို့ရဲ့မြန်မာပြည်မှာဖုတ်ဖော်နေတဲ့ theology ကိုလည်းသူတို့လေ့လာခဲ့ရတယ်အဲ့ဒီနိုင်ငံခြားကလာတဲ့မိတ်ဆွေများဖြစ်ပေါ်လာတဲ့အတွက်ကျွန်တော်တို့ ဒီ networking တော်တော်များများရတယ် Mennonite committee တို့ Sweden တို့ Norway တို့ဒီနိုင်ငံတွေကအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့တော်တော်လေးကိုအဆက်ရပြီးတော့နောက်ပြီးသူတို့နဲ့လက်တွဲလုပ်ရတဲ့အတွက်ဒီအစီအစဉ်လေးကတော်တော်လေးကို အောင်မြင်ခဲ့ပါတယ်တတိယအစီအစဉ်ကတော့ကျွန်တော်တို့ liberal arts program ပဲဖြစ်ပါတယ်ကျွန်တော်တို့ liberal arts program ကို Bachelor of Arts in Religious Studies လို့ခေါ်ပါတယ်အဲ့ဒီ program လေးကိုကျွန်တော်တို့စလိုက်တဲ့အခါမှာ ျမတို့ကလူမျိုးမရွေးပါသားမရွေးအားလုံးဟိုတက်စီခြင်းတဲ့အတွက်ဖွင့်လိုက်တဲ့အခါမှာဒီ liberal arts program လေးဟာလူငယ်များကိုအခွင့်အရေးအများကြီးပေးခဲ့ပါတယ်။ကျမတို့ကသူတို့ကို critical thinking ပေါ့စဉ်စဉ်စားစားလေ့လာနိုင်တဲ့ခြေစဉ်လေးဖြစ်စေခြင်းနဲ့သူတို့ရဲ့ပင်ကိုညာကိုပံ့ပိုးစေခြင်းနဲ့အခြေအနေလေးဖြစ်တဲ့အတွက် ဒီအစီအစဉ်လေးလှုပ်ချင်းအားဖြင့်လူငယ်များကို ကျမတို့ကသူတို့ပညာရေးသူတို့ဘဝတိုးတက်ရေးကိုကူညီမဆားတဲ့အတွက်ဒီ program လေးကလည်းအတော်တန်အောင်မြင်ခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီဒီ season 3ခုကိုပြန်စဉ်းစားရင်ဒီအချိန်ပေါ့နော်ဟိုရှင်ဟာကျမအတွက်ကတော့ဟိုခွန်အားအရာဆုံးအချိန်လို့ပဲပြောရမှာပဲ Okay. တချင်းတင်းကျုံမှာဒုက္ခတာဖြစ်ဥဆောင်နေတဲ့အခါမှာတင်းကျုံအပေါ်အမြင်နဲ့သုံးသက်ချက်ကိုပြောပြပေးပါကျွန်တော်နှစ်ချင်းယုံကြည်ချက်အထက်မှာဆိုရင်အရေးကြီးတဲ့ချက်ကတော့ autonomy of the local church ပေါ့နော်ကျွန်တော်တို့တင်းတော်ဒိုင်းမှာဟိုလွတ်လွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အရာရှိတယ်နောက်ဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီနှစ်ချင်းအနှစ်သာရ baptist distinctive ထဲမှာတော့ နှချင်းသိန်းတော်များကစွတ်စွတ်စီစီလှုပ်ဆောင်ရမယ့်လုပ်ငန်းတွေကိုလှုပ်ဆောင်ရမယ်လက်တွဲလုပ်ရမယ်ဆိုတဲ့အစီအစဉ်အတွေးခေါ်ရှိတဲ့အတွက်ကျွန်တော်တို့အများဖြင့် association ဖွဲ့စည်းများကိုကျွန်တော်တို့ပေါင်းပြီးတော့ဒီဖွဲ့ချုပ်တွေပေါင်းပြီးတော့ကျွန်တော်တို့အဲလက်တွဲလုပ်တာကိုရှိခဲ့ပါတယ်1889နှစ်မှာစပြီးတော့ကျွန်တော်တို့ဒီမြန်မာ Baptist Missionary Union အဲစီစုစုစီစီပေါ့နော်ကျွန်တော်တို့ ဖာသာကျွန်တော်တို့လူမျိုးစုတွေနဲ့ဘယ်မနေဘဲနဲ့ကိုအတင်းတော်နဲ့ပဲမနေဘဲနဲ့ကျွန်တော်ကစွစွစီစီပေါင်းပြီးတော့လှုပ်ဆောင်တဲ့အရာပေါ့နော်အဲ့ဒါသိပ်ပြီးတော့အားရစရာကောင်းတယ်ပါပြောလို့ဆိုတော့ကျွန်တော်တို့ကစကားချင်းလည်းမတူကြဘူးနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဖြေထဲမှာနေတော့ညာလည်းယဉ်ကျေးမှုလည်းမတူကြတာလည်းရှိရှိကြတယ်နောက်ပြီးတချို့ဖွဲ့ချုပ်တွေကအော်တင်းငယ်တဲ့ဖွဲ့ချုပ်တွေရှိသလိုကြီးတဲ့ဖွဲ့ချုပ်တွေလည်းရှိတယ် ဒါပေမဲ့ကျွန်တော်တို့အားလုံးပေါင်းပြီးတော့လုပ်တွေလုပ်ဆောင်တဲ့အခါမှာအခက်အခဲရှိတော်ညာလဲ၊ကြွဲကြမှုတွေရှိတော်ညာလဲစွစွစီစီနဲ့တိုင်းတိုင်းပင်ပင်နဲ့လုပ်ဆောင်နိုင်တဲ့အတွက်ပေါ့နော်ဒီကျွန်မအနေနဲ့ဒုဥက္ကဋ္ဌလုပ်တဲ့အချိန်ခါမှာဟိုဆွေးနွေးစရာတွေတော်တော်လေးကိုဟိုဆွေးနွေးရတော်ညာလဲကျွန်မတို့အတော်များများကပဲအောင်မြင်သွားတယ်ဟိုလက်တွဲလုပ်နိုင်တယ်သဘောတူစွာနဲ့ပဲ ပြီးမြောက်သွားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒါကြောင့်မို့ဒီအချိန်မှာပေါ့နော်ကျွန်တော်တို့လှုပ်ဆောင်တဲ့အခါမှာဟိုဘာကိုတွေ့ရသလဲဆိုလို့ရှိရင်ကိုချီတောင်းနေဘက်ကိုထတာတက်ကိုကျွန်တော်တို့အားလုံးကပေါင်းစည်းပြီးတော့ကိုမှရှိတဲ့ကိုခွန်အားလေးတွေနဲ့ကျွန်တော်တို့ရဲ့ဟိုစာပေါ့နော် talent လေးတွေကိုပေါင်းလို့လို့ရှိရင် အောင်မြင်နိုင်တယ်ဆိုတာကိုတွေ့ရပါတယ်